အလားအန်ဆန်လိုအောင်မြင်မှုတွေရယူခြင်းကဲ့သို့မြန်မာပထမဦးဆုံး MMA မျိုးသမီးဖိုက်တာအန်တိုနီယာပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင့်တိုက်ခိုက်ရေးတမားဆိုတာပြိုင်ပန်းနှစ်ယောက်ကအချင်းချင်းအနီးကပ်ရှင်ပြိုင်ထိုးတက်ကြရတာဖြစ်လို့တခြားသောအားကစားပြိုင်ပွဲတွေထက်ထိခိုက်ဒဏ်ရာရရှိနိုင်မှုပိုပြီးတော့များတဲ့ကစားနည်းတစ်ခုဖြစ်ပါတယ်များသောအားဖြင့်တော့ယောက်ျားလေးတွေကဒီကစားနည်းကိုပိုပြီးတော့ခုံမင်ခဲ့ကြတယ်ဆိုပေမယ့်တချို့သောအမျိုးသမီးတွေကလည်းလက်ဝဲကစားသမားအဖြစ်ခုံမင်ကြပါတယ်အသက်မွေးဝမ်းကြောင်းပြုပြီးတော့ဘဝကိုရှင် င်တန်ရက်တည်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြတာလည်းအများကြီးတွေ့ရပါတယ်မြန်မာနိုင်ငံသူအမျိုးသမီးလက်ဝဲဖိုက်တာတွေလို့ပြောလိုက်မယ်ဆိုရင်ဘရော်နီကာကိုတော့ပြည်သက်တွေကအရင်ဆုံးပြေးမြင်မိကြမှာသိကြပါတယ်ကယန်းတိုင်းရင်သူလေးဟာကိုဗစ်အချိန်ကာလတွေကဘဝရဲ့ခက်ခဲတွေကိုတက်တက်ခံရင်းဆိုင်ရင်းရင်းနှီးတဲ့အသည့်တယောက်ရဲ့အကူအညီနဲ့ထိုင်းနိုင်ငံကိုရောက်ရှိသွားခဲ့ပြီးတန်ဖိုင်လိုပြိသက်လက်ခံအားပေးမှုကို အခိုင်အမာရရှိထားတဲ့ promotion တစ်ခုမှာသူမရဲ့လက်ဝဲကစားသမားဘဝကိုဖျက်ဆီးခဲ့ပါတယ်။ငကိုရဲကလည်း Veronica ကအချိန်တိုအတွင်းမှာပဲ အသားကျသွားခဲ့ပြီးပြင်းပြတဲ့စိတ်ဆန္ဒတွေနဲ့ဆက်လက်ကြိုးပမ်းခဲ့တာကြောင့်နေရာတစ်ခုကိုခိုင်မာရရှိလာခဲ့ပါတယ်။ဘရိုနီကာကတော့ငွေတိုင်းဘက်မှာဆရာတစုဖြစ်ပြီးအခုဆိုရင်ဝမ်ချမ်ပီယံရှစ်နဲ့တောင်မှစာချုပ်တွေရပြီးကဘာကျော်ပရိုမိုးရှင်းကြီးတွေနဲ့တူပွဲတွေဝင်ရောက်ရှင်ပြိုင်ထိုးတက်နေပြီလည်းဖြစ်ပါတယ်။ MMA ဖိုင်ပိုင်းမှာတော့မြန်မာနိုင်ငံကိုစားပြုပြီးထွက်ပေါ်လာတဲ့ဖိုင်တာဆိုလို့နည်းနည်းလေးရှားပါတယ်။ဒီလိုမျိုးရှားတဲ့တဲမှာနောက်ထပ်ကရင်တိုင်းရင်သူလေးတယောက်ဖြစ်တဲ့အန်တိုနီယား ဘော့စ်ဟီနာအန်တိုနီယာကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော MMA အမျိုးသမီးဖိုက်တာမှတင်ရောက်ဖြစ်ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံသားပြည်သက်တွေကအရင်တုန်းကတော့ပြည်တွင်းရှိရိုးရာလက်ဝိတ်ပွဲတွေကိုသာအဓိကထားပြီးစောင့်ကြည့်အားပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းမျက်စိတွေနားတွေပွင့်လာခဲ့ပြီးကမ္ဘာကြီးနဲ့ရင်းပေါင်းတန်းနိုင်ဖို့ကြိုးစားပြီးရဲ့နောက်မှာတော့ ပြည်ပပွဲတွေကိုပါစိတ်ဝင်စားလာခဲ့ပါရင်အခုလိုမြန်မာနိုင်ငံသားတွေကိုပြည်ပပွဲတွေစိတ်ဝင်စားလာအောင်မျိုးစိတ်ချထားပေးကြတာတော့ကချင်သားကြီးအောင်လအန်ဆန်းပဲထင်ပါတယ်။အောင်လအန်ဆန်းကြောင့်ဘောလုံးကိုပဲအ திக နှစ်သက်ပြီးအားပေးခဲ့ကြတဲ့မြန်မာပြည်သက်တွေကတိုက်ခိုက်ရေးအားကစားကိုလည်းစိတ်ဝင်စားလာခဲ့ကြပါရင်အောင်လအန်ဆန်းလျှောက်ခဲ့တဲ့လမ်းနောက်ကိုလိုက်လျှောက်ချင်ကြတဲ့ဖိုင်တာတွေကလည်းအများကြီးရှိပါတယ်။အဲ့ဒီထဲမှာကင်ရန်တိုင်းရင်သူလေးအတိုနီယာကလည်းတယောက်ပါဝင်ဖြစ်ပါတယ်။သူမကတော့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော MMA အမျိုးသမီးဖိုင်တာဖြစ် ်စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီးအောင်လအန်ဆန်းလိုမျိုးကမ္ဘာနဲ့ချီတဲ့အောင်မြင်မှုတွေကိုရယူဖို့အတွက်ရှီမန်းချက်တွေထားရှိနေတာဖြစ်ပါတယ်။အန်တိုနီယာက1ချန်ပီယံရှစ်ပြိုင်ပွဲမှာဘရိုနီကာတို့ထက်တောင်မှအရင်ဝင်ရောက်ရှင်ပြိုင်ခဲ့သူလေးဖြစ်ပါတယ်။2018နဲ့2019ခုနှစ်လောက်မှာအန်တိုနီယာက1ချန်ပီယံရှစ်ပွဲတွေ9ပွဲလောက်ထိဆင်နွှဲခဲ့ပြီး3ပွဲနိုင်2ပွဲရှုံးမှတ်တမ်းကိုရရှိပိုင်ဆိုင်ထားခဲ့ပါတယ်။အန်တိုနီယာက စတကင်းပိုင်းမှာအတော်လင်းအားကောင်းတဲ့ fighter မတစ်ယောက်ဖြစ်ပါတယ်။ပေါင်စင် background ကောင်းမွန်သူဖြစ်ပြီး low kick တွေလည်းကံရမှာကောင်းမွန်မှုရှိပါတယ်။ရွေရှားကစားပုံမြန်ဆန်ပြီး distance ခွာထိုးတာကောင်းမွန်တယ်လို့ counter sticking တွေလည်းလျက်စီးလက်တယ်လို့ပါပဲ။ တက်လုံပိုင်းလည်းကောင်းမွန်ပြီးပွဲချီနားပိုင်းတွေဆိုရင်လည်းအသက်ကုံရှုံးကန်ကစားနိုင်စွမ်းရှိပါတယ်။ထူးခြားချက်ကတော့သူမရဲ့မိဘနှစ်ပါးစလုံးကယူကရိန်းလူမျိုးတွေဖြစ်ကြပေမဲ့သူမကိုတော့မြန်မာနိုင်ငံမှာမွေးဖွားခဲ့တာပါ။သူမကတော့ကြားမခွဲခြားဆက်ဆံခံရခြင်းမရှိစရာဆိုရင်စောင်ဘုတ်ကိုလက်ကင်ထားရင်အခုလိုမျိုး MMA လောကထဲကိုခြေလှမ်းချလာခဲ့တာဖြစ်ပါတယ်။သူမရဲ့အကြီးအကဲရှိမှန်းချက်တောင်းခုရှိ အဲ့ဒါတွေကတော့ one championship autumnweight မှာထိပ်တန်းနေရရရှိဖို့မြန်မာနိုင်ငံရဲ့ MMA အားကစားကိုကမ္ဘာစစ်မီတိုးတက်စေဖို့အမျိုးသမီးများ MMA အားကစားမှာပါဝင်လာစေဖို့အားပေးရန်စတာတွေဖြစ်တဲ့ဆိုရဲကြောင်းတင်ဆက်ပေးလိုက်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။